င်ကအခုလရင်ချထားတဲ့ပစ္စည်းတစ်ခုကိုကြောလဲလိုက်တာနဲ့ရှာမတွေ့တော့တာမျိုးမြင့်နေတဲ့အထိအချိန်ပိုစင်းပြီးအလုပ်လုပ်ရလို့အုံနောက်ကဘာမှစဉ်းစားလို့မရတော့တာမျိုးတွေကိုခံစားဘူးပါဒလားဒါဟာတင်ညံထိုင်းသွားတာမဟုတ်ပါဘူးတင်အုံနောက်ကအကူညီတောင်းခံတဲ့အချက်ပြမှုကိုပေးပို့နေတာဖြစ်ပါတယ်အုံနောက်ဟာခန္ဓာကိုယ်၄ချိန်ရဲ့1%လောက်သာရှိပေမဲ့ ခန္ဓာကိုယ်စွမ်းအင်အားလုံးရဲ့နှစ်ဆယ်ရာခိုင်နှုန်းကိုအသုံးပြုပြီးလူခန္ဓာကိုယ်ရဲ့အသက်ရှင်မှုဗဟိုချက်ဖြစ်ပါတယ်။ကျမတို့ကအသားရည်ကိုထိမ့်သိမ်းဖို့ခန္ဓာကိုယ်အတွက်ကယ်ဆီယမ်ဖြည့်တင်ဖို့အမြဲတတိယတတ်ပေမဲ့အုံနောက်ကိုတော့လစ်လျူရှုထားလေးရှိပါတယ်။သိပ်ပံနည်းကြသူတေသနများအရလူတဦးဟာအသက်40နောက်ပိုင်းမှာအုံနောက်ဒုတေဟာနှစ်စဉ်0.2%ကနေပြီးတော့0.5%အထိတဖြည်းဖြည်းနဲ့ညော့နယ်လာပြီးတော့အသက်60နောက်ပိုင်းမှာပိုပြီးတော့လင်းမြန်လာပါတယ်။ရေရှည်ဖိအားများခြင်း ညနေအောင်အလုတ်လုတ်ခြင်းအစားအသောက်မှုပုံမမှန်ခြင်းတွေကြောင့်လည်းပိုမိုအရှိန်မြင့်ဆိုးရွားလာစေပါတယ်ဒီလိုဖြစ်ရတဲ့တရခက်အစ်စ်မန်ကတော့မမြင်ရတဲ့အတွင်းပိုင်းတိုက်ခိုက်မှု၃ခုကနေဖြစ်ပေါ်လာတာပါအဲ့အရာတွေကတော့တီအောက်ဆီဒေးရှင်းပျက်စီးမှုတွေကနေအုံနောက်ဆဲတွေရဲ့အတက်ဝင်မှုတွေကိုရှော့ချစေလို့ပါနှစ်ဇီဝဖြစ်ပျက်မှု အမှန်ချင်းကနေပြီးတော့အုံနောက်ဆဲတွေအတွက်စွမ်းရင်မလုံလောက်လို့ပါ။တောင်းအညစ်ကြေးတွေစုပုံနေခြင်းကတည်င်းအချက်လက်တွေပေးပို့တဲ့လမ်းကြောင်းကိုထိခိုက်စေခြင်းတို့ကြောင့်ဖြစ်ပါတယ်။ဒီဇီဝကမ္မဆိုင်ရာအပြောင်းလဲတွေဟာတင်လဲကြီးလိုက်တာနဲ့ဘာလို့ရမှန်းမသိဖြစ်သွားတာမျိုးပြောမလို့စကလုံးက ပါဇက်ဖြာရောက်မှရုတ်တရက်မေ့သွားတာမျိုးတွေရဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ဒါဆိုရင်အေးဝေါ်ဝါအိတ်လိုက်တာနဲ့ကိုလက်လှောက်ရှာမှုလောက်တာရဲ့အပြင်အခြားဘာတွေလုပ်နိုင်ပါသေးလဲ။အဖြေကတော့အုံနောက်အတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရပံ့ပိုးမှုကိုပေးခြင်းပဲဖြစ်ပါတယ်။တက်40နေ60ကြားမှာကျမတို့ရဲ့အုံနောက်ရဲ့အပြောင်းလဲတွေကိုစတင်ထိန်းသိမ်းရမယ် Golden Time ရွှေရောင်အချိန်အခါလေးပဲဖြစ်ပါတယ်။ Vitamin B12 folic acid, vitamin C, vitamin E, tandem နဲ့ selenium တို့လိုမျိုးအုံနောက်အတွက်လိုအပ်တဲ့ vitamin 6မျိုးကအုံနောက်ကျမရေကိုထိမ့်သိမ်းရမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ဥပမာ vitamin E နဲ့ vitamin C တွေဟာဓာတ်တိုးစန်းခြင်း အနိသင်ရှိပြီးတော့အုန်းနောက်ဆဲတွေကိုတိုက်ခိုက်စေတဲ့ free radical တွေကိုဖယ်ရှားပေးပါတယ်။ဗီတာမင် B12 ကတော့ဆဲဆွမ်းအင်ဇီဝဖြစ်ပျက်မှုမှာပါဝင်ပြီးပုံမှန်အာရုံကြောအချက်ပြမှုတွေကိုထိန်းသိမ်းထားပေးပါတယ်။ folic acid နဲ့ selenium တို့တွေကတော့အုန်းနောက်ဆဲတွေပြန်လည်ပြုပြင်ခြင်းနဲ့အသစ်ဖြစ်ပေါ်ခြင်းတွေကိုအားပေးပါတယ်။တန်တက်ကအုန်းနောက်ဆဲဖွဲ့စည်းပုံကိုတည်ငြိမ်အောင်ကူညီပေးပြီးတော့ enzyme မျိုးစုံရဲ့လှုပ်ဆောင်ချက်တွေကိုထိန်းညှိပေးရမှာ ပါဝင်ပါတယ်။အဲ့ဒါတွေအလုံးပူးပေါင်းလှုပ်ဆောင်ပြီးအုံနောက်ကိုကကွယ်ပေးလို့ကြည်လင်ပြတ်သားတဲ့သွေးခေါ်တွေကိုထိမ့်သိမ့်နိုင်တာပါ။ဒါကြောင့်သင်ဟာမိတက်လာတာမျိုးအာယုံပြောင်းလဲတာမျိုးခံစားရလာတဲ့အခါမှာကိုယ့်ရဲ့အာဟာရအခြေအနေကိုပြန်လည်ဆန်းစစ်ကြည့်ပါ။ညတာတဲ့အစာတောက်တွေကိုဦးစားပေးစားသုံးခြင်းဖြင့်ဖြည့်ဆည်းလို့ရပါတယ်။အစာအတောက်စီမံနာကိုလေ့လာဖို့ပြင်းရင်နေတယ်ဆိုရင်တော့အပြင်ကနေဖြည့်ဆွက်အာဟာရတွေကိုထပ်မံမိဝဲပေးနိုင်ပါတယ်။နောက်ဆုံးအနေနဲ့သတိပေးလိုတာကတော့အုံနောက်ထိမ့်သိမ်းမှုဟာဆော့ဆော့ဆီဆီစတင်ဖို့လိုပါတယ်။ နေ့စဉ်9မိနစ်လောက်ချိန်ပေးပြီးအုံနောက်လေ့ကျင့်ခန်းဂိမ်းငယ်ကလေးတွေကစားပေးပါဥပမာစကားပေါင်းအသက်3ခုမှတ်သားတာအဲ့ဒီနေ့မှလုတ်ခဲ့တဲ့ကိစ္စတွေကိုပြန်ပြီးတော့တွေးတော့တာစတာတွေကိုလုတ်ဆောင်ပြီးတော့အုံနောက်အတွက်လုံလောက်တဲ့ဗီတာမင်တွေကိုဖြည့်တင်ပေးပါဘာကြောင့်လဲဆိုတော့အလုတ်ခွေမှာစူးစမ်းရုံးကန်သည်ဖြစ်စေမိသားစုနဲ့အတူတကွနေထိုင်သည်ဖြစ်စေကြည်လင်ပြတ်သားတဲ့အတွေးခေါ်နဲ့ပြည့်ဝတဲ့စွမ်းအင်တွေဟာကျမတို့ရဲ့အဖို့တန်ဆုံးယန္တနာတွေပဲဖြစ်နေလို့ပါအားလုံးပဲကျမ်းမာကြပါစေရှင်